ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥလှတန်းပါဥလှတန်းဟုတ်ကဲ့အသက်အသက်ကအသက်က80ဟောအမေရိကမှာနေတာပါဘယ်မှာအမေရိကမှာဝီးရလက်မေးတယ်နော်ဟုတ်ကဲ့ပါဆရာကြီးဟောဂျေစုတင်ဆရာပဲဟုတ်ကဲ့ပါဆရာကြီးဆရာကြီးခင်ဗျာတဲ့ခံစားနေရတာကတဲ့လေးနေဝမ်းမကွဲသလိုဖြစ်နေပါတယ်တဲ့အဲအဲ့ဒါတော့အမျိုးသမီးလည်းဖြစ်တယ်အမျိုးသားလည်းဖြစ်တယ် ကလေးလေးဖြစ်တယ်နော်ဟုတ်ကဲ့ဆရာကြီးအမျိုးသမီးဖြစ်တော့မိရဝင်ခေါ်တယ်ဟုတ်ကဲ့ကလေးဖြစ်တော့တငယ်သာဝင်ခေါ်တယ်အမျိုးသားတွေဖြစ်တော့ဒူလာဝင်လို့ခေါ်တယ်ဟုတ်ကဲ့ပါအထူးသဖြင့်အဲ့ဒါလေကောင်းရှိတဲ့သူတွေမှာသုံးဖို့ဂရင်ညီနာရှိတဲ့လူတွေမှာဖြစ်တတ်တယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီလေကောင်းတို့ဂရင်ညာတို့ကလည်းဘယ်လိုလူတွေမှာဖြစ်လဲဆိုရင်ဆရာကြီးရဲ့တွေ့ကြုံရမိတ်ဆွေပြောချင်တာကတော့မိဝဲရှင်ကိုပြောချင်တာကတော့ငရုတ်သီးနဲ့အကျော်စားလူတွေပိုဖြစ်တယ်ဟုတ်ကဲ့ပါဆရာကြီးနော်ဆရာစေကနှစ်ခုရှိခဲ့တယ်ရန်ကုန်မြို့မှာလေ မကူလမ်းမှာတို့ဆေးကန်တစ်ခုရှိတယ်ဟိုးလာတာလမ်းမှာဆေးကန်တစ်ခုရှိတယ်မကူလမ်းကဘယ်လိုနေတာလဲကလားလူမျိုးတွေနေကြတယ်နော်ဟိုးတရုတ်တက်မှာဘယ်လိုနေတရုတ်တွေနေတရုတ်တွေနေတယ်ဟုတ်ဆရာခင်တော့ဆရာဆိုတော့လာပြီးတော့မဖြစ်ဆွေဖြစ်ဥဖြတ်လာကြွေးတာပေါ့မကူလမ်းအလာကြွေးသမျှအစတမ်းများမှာအကုန်လုံးဆက်တယ်ဟုတ်ကဲ့ပါဆရာငရုတ်သီးမပါဘူးဆရာငရုတ်သီးမကြိုက်ဘူးတော့ဆိုရင်တော့မှ သူကဘာလေးပါလဲမဆလာမဆလာဆက်ဆက်လေးပါလေးရှိတယ်ဟုတ်ကဲ့ကျေးဟိုးတူတန်းသွားပြီးတော့ခေါက်ဆွဲစားမယ်ခေါက်ဆွဲပြုတ်ခေါက်ဆွဲကြော်စီကျက်စားမယ်မြူသီးလေးနည်းနည်းထည့်ပေးပါဆိုမြူသီးဆိုတော့တရောင်းမှမရှိဘူးတော့ကွာတာနော်ဟုတ်ကဲ့ကျေးအဲ့ဒီကွာတဲ့အကွာမှာဆရာတို့ဗမာတွေကဗမာတွေစားတဲ့အစာအာဟာရက တုံးနဲ့တူလားအများအပြည့်ကလားနဲ့တူလားကလားနဲ့တူပဲကလားနဲ့တူတယ်ဟုတ်ကဲ့ဆရာအဲ့ဒါကိုရှင်းရမှာပဲဟုတ်ကဲ့ပါဆရာနော်အဲ့ဒါကိုရှင်းလိုက်လို့ရှင်ကိုမေဝုရှင်ရဲ့ဝေနာတက်တာတော့ပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာဝင်မလေးလို့လိမ့်စင်းများလိမ့်နိုင်ရင်ပေါ့နော်ဟုတ်ကဲ့ပါဆရာကွန်တီပေါ့ဟုတ်ကဲ့ပါအဲ့ဒီမှာမရှိလေပဲဒီကမှားလိုက်ကွန်တီတစ်ချမ်းလောက်ပေါ့လေဟုတ်ကဲ့ပါဆရာကြောက်ပြင်းလေးရှင်ကြောက်ပြင်းလေးမှာတွေးမရှိတဲ့ကိစ္စမရှိဘူးပြုတ်လိုက် ပြုတ်လိုက်ဟာအဲ့ဒါလေးကိုလိမ့်ပြီးလို့ရှင်ဒီဝေဒနာကထင်တာတဲ့အံ့ဩစရာအိမဆေးလို့မစူပြောနဲ့အံ့ဩလောက်အောင်ပျောက်သတိဆဲဆောင်မှုနဲ့အညီမခွဲမစက်ရပဲနဲ့ပျောက်ကင်းသွားပါလိမ့်မယ်လို့ဟုတ်ကဲ့ပျောက်ကင်းပါစေလို့လည်းပဲမေတ္တာပို့ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီး तू ကလေခုနကလေးနဲ့ဝမ်းနဲ့မကွဲဘူးပေါ့နော်စီးသွားရင်လည်းဝမ်းသွားပါတယ်တဲ့လေးလေချင်းတဲ့အခါမှာလည်းစီးထွက်ပါတယ်တဲ့ တခါတရံနဲ့စီးပါမထိန်နိုင်ဖြစ်ပါတယ်အဲ့ဒါတော့ခုနဆရာပြောတဲ့အတွင်းမှာလေကောင်းတို့ခင်ညာလို့ရှိရင်ဖြစ်တတ်ပါတယ်အဲ့ဒါအဆက်အကြော်တွေကိုရှောင်လိုက်ရင်တိတရတက်တာတော့မှာပါလို့ဟုတ်ကဲ့ပါနောက်အကြံပေးချင်တာကတော့စီးသွားတဲ့အခါမှာဖြစ်နေမတက်ရက်ပြီးသွားတာအကောင်းဆုံးပဲဟုတ်ကဲ့ပါဆရာနောက်ရေသံဘူးနဲ့ဒီနေ့ကိုရေဟာအနည်းဆုံး၃မိလရနေပြီးတော့ ငါပြောတော့ရေတံမှုနဲ့တောက်တဲ့နဲ့အမျိုးသားတယောက်အနေနဲ့ဟုတ်ကဲ့ပါရေတောက်နေတာလည်းမကောင်းဘူးเนาะဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစီဗျာ